ီနေ့ကတော့ရှင်မေတ္တာဖုံဖုံရဲ့အမွေးနေ့ပေါ့နော်။နောက်တိတ်ခါထက်ဒါသတင်းကျွလာပြည့်နေ့မှာလှုပ်ဖြစ်တာပါရှင်။ဟုတ် အဲဆောင်းလဲဒါပထမအောင်ဆုံးလှူတာဆိုတော့လေတိတ်တော့နားမလဲဘူးဖဖုံးကိုပဲမေးပြီးတော့အာဖဖုံးကဒါလေးလိုအပ်တယ်ပေါ့နော်အဲဆောင်းဆိုရင်အာဖဖုံးတို့အသင်ငန်းတို့နောက်ပြီးတော့အာတပိတ်တို့ပေါ့နော်အဲ့ဒါတွေကဒါတိတ်ခါတော်တော်လိုတာနောက်ပြီးတော့ကြတော့ဒီနေဆုံးကတ်တာပေါ့နော်ဒါလာတဲ့ဧည့်သည်တွေရောနောက်ပြီးတော့ဖဖုံးတို့ကနေဆုံးကတ်တယ်နောက်အာနောက်ပြီးတော့ဟာဗာတင်စင်းလောက်မယ်အဲ့လိုမျိုးလေးဖဖုံးစီစဉ်ခိုင်းထားလေးတော့စီစဉ်ထားတယ်အာအဓိကကတော့မမေတို့အတွက်ပါမမေတို့ကတခါမှတိတ်ခါ ါတက်ဘယ်သူမှမလှူဘူးမမေတို့မှအဲ့လိုမျိုးလှူခြင်းနဲ့စိတ်ဆန္ဒရှိတယ်တဲ့အဲ့တော့စိတ်ဆန္ဒရှိတော့အခုကလည်းဖုံဖုံရဲ့မွေးနေ့လေးနဲ့တိတ်ခါထက်နဲ့ဟိုကြုံကြိုက်သွားတဲ့အခါကျတော့ဆောင်းကမမေတို့အတွက်ရည်ဝဲပြီးတော့ဒီအလှူလေးကိုလှူပေးဖြစ်တာပါဟုတ်ပြောပါလေစောင်းလေအဲ့လိုလှူရတာဝမ်းသာတယ်ပြီးတော့တကယ်လိုအပ်တဲ့နေရာမှာအဲ့လှူဒန်းခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ဟုတ် bonita. အာဒီနေ့ကတော့ရှင်မေတ္တာဖုံဖုံရဲ့အာမွေးနေ့ပေါ့နော်။နောက်တိတ်ခါထက်ဒါသတင်းကျွန်းလာပြည့်နေ့မှာအာလှူဖြစ်တာပါရှင်။ဟုတ်။အာအဓိကကတော့မမေတို့အတွက်ပါ။မမေတို့ကအာဒါသူတို့တခါမှဟိုပေါ့နော်ဖုံဖုံကိုတိတ်ခါထက်မလှူဘူးပေါ့နော်။ဖုံဖုံကတခါမှတိတ်ခါထက် ဘယ်သူမှမလှူဘူးမမေတို့မှအဲ့လိုမျိုးလှူခြင်းနဲ့စိတ်ဆန္ဒရှိတယ်တဲ့အဲ့တော့စိတ်ဆန္ဒရှိတော့အခုကလည်းဖုံဖုံရဲ့မွေးနေ့လေးနဲ့တိတ်ခါထက်နဲ့ဟိုကြုံကြိုက်သွားတဲ့အခါကျတော့ဆောင်းကမမေတို့အတွက်ရည်ဝယ်ပြီးတော့ဒီအလှလေးကိုလှူပေးဖြစ်တာပါဟုတ်အဲဆောင်းလဲဒါပထမဆုံးလှူတာဆိုတော့လေတိတ်တော့နားမလဲဟိုဖုံဖုံကိုပဲမေးပြီးတော့အာဖုံဖုံကဒါလေးလိုအပ်တယ်ပေါ့နော်အဲဆောင်းဆိုရင်အာဖုံဖုံအတွက်သင်ငန်းတို့နောက်ပြီးတော့ အဲတပိတ်တို့ပေါ့နော်အဲ့ဒါတွေကဒါသိခါအတွက်လည်းလိုတာနောက်ပြီးတော့ကြတော့ဒီစွန်စာစွန်စွန်စွန်ဘာလို့တားလဲစွန်ကတ်တာနေစွန်ကတ်တာပေါ့နော်လာတဲ့ဧည့်သည်တွေရောဟောနောက်ပြီးဖုံးဖုံးတို့ရောနေစွန်ကတ်တယ်နောက်အာနောက်ပြီးတော့ဟာတင်စင်းလောက်မယ်အဲ့လိုမျိုးလေးဖုံးဖုံးစီစဉ်ခိုင်းထားလေးတွေတော့စီစဉ်ထားတယ်စောင်းလဲခီးသွားနေတော့လေဟိုတိတ်ချာကြီးတော့မစီစဉ်နိုင်ဘူးပေါ့နော်အဲ့လိုတော့ဖြစ်နေရဟုတ်အဓိကတော့လေ ဆောင်းလှူရဲအလှဆိုတာထက်လေမိမိတို့ရှိနေတဲ့အချိန်အတွင်းမှာမိမိတို့မိမိတို့လှုပ်ရှင်တဲ့အလှလေးတွေမိမိတို့ကျေးဇူးဆက်ခွင့်ရတယ်လို့ပဲအဲ့လိုအဲ့လိုထင်ပါတယ်ဘာလို့လဲဆိုတော့ဒါဆောင်းမှဆောင်းဆိုရင်အဲ့လိုမျိုးမလှပြဘူးဟိုဘယ်လိုပြောမလဲအဆက်ဆက်လည်းမရှိဘောเนาะကိုလည်းနည်းနည်းငယ်သေးတယ်လို့အလှနဲ့ပတ်တိုင်နည်းနည်းတော့ငယ်သေးတာပေါ့เนาะအဲ့မေမေတို့ကလှချင်တယ်ဒါလှကြမယ်ဆိုရင်စောင်းလှပေးဖြစ်တာပေါ့เนาะဟောမေမေတို့အတွက်ပါပဲဟော နေတိုင်းအဲ့လိုလို့ဖြစ်တယ်။ကျောင်းလေအခုနောက်ပိုင်းပေါ့နော်။အတက်နိုင်ဆုံးတနေ့မှာဒါနာတစ်ခုအဲအဲ့လိုမျိုး လုံနိုင်အောင်စူးစမ်းနေတယ်ဟုတ်အခုကအခုကအလုံးနဲ့လည်းဖြတ်တမ်းပါတယ်။စောင်းအခုအပြင်းမနာမှာတချင်းဆိုရဲအခုဆိုရင်ဒါမနဲ့၄နာရီမှာဒီရန်ကုန်ပြန်ရောက်တာ။အပြင်းရင်စောင်းတာအလှပြင်းရင်စောင်းပြင်းမနာပွဲပြန်သွားမှာ။အဲ့လိုမျိုးအလုပ်တိတ်အလှတွေမိတ်ဆွေတွေတငယ်ချင်းတွေအကုန်လုံးနဲ့ဖြတ်တမ်းဖြစ်ပါတယ်ဟုတ်။ အဲပြောပါတယ်စောင်းလေအဲ့လိုလှူရတာဝမ်းသာတယ်ပြီးတော့တကယ်လိုအပ်တဲ့နေရာမှာအဲလှူဒန်းခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ဟုတ်အဲအဲ့လိုတော့သတိမထားမိပါဘူးအဲစောင်းကတော့ဟိုဟိုသတိထားမိတာတခုတော့ရှိတယ်စောင်းလှူခြင်းစိတ်ရှိတဲ့အချိန်တိုင်းမမေကလှူခြင်းတယ်လို့ပြောတဲ့အချိန်တိုင်းမှာစောင်းမှလှူဖို့အဲရှိနေတာပေါ့နော်အာပြေဆုံးနေတယ်မမေလှူခြင်းရင်တခါလေကြာတော့လေလေမမေကဒီနေရာတခုမှာပေါ့နော် သိန်း90လောက်ကုန်မလှူချင်းနဲ့ဆိုရင်စောင်းတဲ့ချောင်းမှာသိန်း90ပဲရှိရတယ်ရှိရှိတယ်အဲစောင်းမှာအပုံဝင်မရှိဘူးပေါ့နော်အဲ့တော့ဒါမမေလှူချင်းစောင်းလှူပေးလိုက်တာပဲမမေမမေစိတ်ချမ်းသာအောင်အဓိကမမေလှူချင်းစောင်းအကုန်လုံးဖြည့်ဆည်းပေးလိုက်တယ်ဒါပေမဲ့စောင်းမှာလည်းအဲ့ဒီအတွက်ခက်ခဲသွားတာမျိုးမရှိပါဘူးဘာလို့ဆိုတော့ဖေဖေကသမင်းကြွေးထားတာကိုသမင်းလည်းမငယ်ဘူးနေဖို့အိမ်လည်းရှိရဲ့အဲ့တော့ဟိုမမေတက်လှူပေးလိုက်တယ်ဖေဖေအိမ်မှာသမင်းစားလိုက်အဲ့လိုမရှိပါဘူးမမေ မမေစိတ်ချမ်းသာရင်ပြီးတာပါပဲအဓိကမမေကိုပြောစေချင်တာမမေစိတ်ချမ်းသာရင်ဖြစ်တော့ဟိုမမေတို့ဒါပေါ့နော်ဟိုဒါလေးမလှဘူးမမေကဒါလေးမလုပ်ဘူးဆိုရင်ဆောင်းအဲ့ဒါလုတ်ပေးချင်တာငငယ်တော့ဆိုမမေကမမေမမေပေါ့နော်ငငယ်လေးတွေကစိမ်ပရဲပေါ့နော်ဘာဆိုစိမ်ပရဲမဟုတ်ရွှေပရဲဝှချင်တာရွှေပရဲကိုတစ်ခါမှမွေဘူးဆိုရင်အဲဆောင်းကရွှေပရဲလေးဝယ်ပေးတာမျိုးပေါ့နော်မမေမလုပ်ဘူးတဲ့ညာမျိုးတစ်ခါလေးတိုင်းမှတ်ထားမှတ်ထားပြီးတော့အဲအဲ့လိုမျိုးကိုနိုင်တဲ့အချိန်ကျရင် အလုပ်ပေးလိုက်တာမျိုးပေါ့အဓိကကတော့ဖေဖေနဲ့မေမေကိုစိတ်ချမ်းသာစေချင်တာပါဟုတ်ကံကောင်းပါတယ်အခုလည်းဒါဘာပဲပြောပြောမိဘကျေးဇူးဆက်ခွင့်ရနေတာပဲဒါမိဘလည်းတက်ရှိကျမ်းပါတယ်အဓိကမိမေတို့ကျမ်းပါတယ်ပေါ့နော်မိမေတို့ကျမ်းပါတယ်နောက်ပဲမိမေတို့စိတ်ချမ်းသာနေတယ်ဆိုတာပဲစောင်းတက်ကဒါကံကောင်းခြင်းတစ်ခုပေါ့နော်ဟိုဒါမိသားစုထဲမှာကျမ်းမကြီးမကောင်းတာတစ်ခုခုဆိုရင်ကိုယ်စိတ်ဆင်းရရမှာလေဒါဒါလည်းကိုယ့်အတွက်ဟိုစိတ်ချမ်းသာဖို့တစ်ခုပါပဲဟုတ် ဟုတ်ကဲ့ပါအရှင်မေတ္တာဖုံဖုံရဲ့ဒါမွေးနေ့ပေါ့နော်တိတ်ခါတဲ့အလှလေးမှာဒါပထမဆုံးလှူဒန်းခွင့်ရတဲ့အတွက်ဆောင်းတို့အရန်ကိုဝမ်းသာခုံယူမိပါတယ်အရန်လည်းပီတိဖြစ်ရပါတယ်အာနောက်ရှင်မေတ္တာဖုံဖုံအဲတတော်ရကြောရှိပါသေးဒီထက်ပိုပြီးတော့သာသနာအကျိုးတည်ဖို့ဆောင်ရွက်နိုင်ပါစေလို့ဆောင်းကဆုတောင်းပါတယ်ရှင်